တို့ညာရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရွတ်ဖတ်ပြီးမှာကတော့ဆရာတင်မောင်မြင့်ပါသာပြန်ထားတယ်တမ်နီလိပ်ပြဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့အပိုင်း30ဖြစ်ပါတယ်ခင်ဗျာခန်းစားနာစေရင်ပြေးကြပါဦးခင်ဗျာ Brisbane စိတ်ကမ်းမြို့လေးရှိရာ New Guinea တောင်ပိုင်းသို့စစ်လေရင်ဖြင့်ထွက်ခဲ့သည်။ Brisbane မြို့မှာတပ်မစုဌာနချုပ်ရှိရာမြို့ဖြစ်သည်။တွေ့ကျင်သည့်သူကိုရှာဖွေရန်အသင့်တော်ဆုံးနေရာဖြစ်ခီးရမဆိုင်တပ်မတော်ပြန်ကြားရေးဌာနကိုပြီးသည်။ဗိုလ်ချုပ်အိုလီဖိုင်ပြည်နယ်မှရောက်ရှိနေကြသည့်သတင်းတောက်၃ယောက်အနည်း၂ယောက်မှာ Brisbane တွင်ရောက်နေပြီးကျန်တယောက်မှာ Morrisby ပြည်ရှိနေကြောင်းသိရ၏။ထို့ညတွင်ပြန်ကြားရေးဌာနရရှိရေးဌာနရဲ့တိုနီတယောက်ရောင်းလန်းလင်းနှင့်အခက်ခတ်နေ၏။ ။သွေးကျင်သူဤနဘေးမှာကလထိုင်အားမအာမချင်းရိတ်တာရဲတွင်ဟိုလိုလိုတီလိုလိုနဲ့ရီရီရာရာလုပ်နေသည်။စောင့်ကြည့်နေသည့်ခုံအားသွားမှမသိမသာဝင်ထိုင်လိုက်သည်။တိုနီကသူ့ကိုယ်သူဘီကလီမာနဲ့မိတ်ဆက်လိုက်သည်။ဘီကမီနာပိုလစ်ဟာရဲသတင်းစာတိုင်းမှာသတင်းတောက်။ရောက်တဲ့ရာစကားတွေရှောက်ပြောကြရင်ဘီကခမည်းတီရောက်တာသိမ့်မကြသေးဘူးထင်တယ်ဟုတ်လား။ဟုတ်ကဲ့ကျွန်တော်ကတက်မဟာစကူမှတ်တမ်းတင်းကပါဒီကိုအလဲဝင်လာတာပါ။ စစ်တပ်ဖွဲ့စည်းပုံကိုဘီလ်ကမေးရင်တပ်ဖွဲ့စည်းပုံကိုကျွန်တော်သိမ့်မသိဘူးခင်ဗျကျွန်တော်ကိုလှစ်လိုက်တာလေပြည်သူတွေစိတ်ဝင်စားမဲ့သတင်းမျိုးတွေယူဖို့လှစ်လိုက်တာဆိုတော့စစ်တပ်ကြောင်သိမ့်မလေးလာမိဘူးကျွန်တော်တို့တပ်မအောင်ခင်ဗျားတို့ပြည်내ကတပ်မတခုပါတယ်မဟုတ်လားမိုးကြိုးတပ်မဆိုလားဟုတ်တယ်လေနာမည်ကျော်တပ်မကြီးပေါ့ကျွန်တော်တို့နေသားတွေလွန်နာမြေဝမ်းမှာဂျပန်တွေကိုစော်တဲ့သတင်းတွေအများကြီးရထားပြီလေမြောက်ပိုင်းမှာရောအချိန်နေဘလို့လဲဗျတိုနီကသတိထားပြီးပြန်ဖြေသည် ခုတော့ငြိမ်နေတယ်ပဲဆိုပါတော့ဗျာကျွန်တော်တို့ G1 ဆိုတာလေခမရတို့လိုပါပဲလူတွေနဲ့ပဲဆက်ဆံရတယ်လေရဲဘော်ကလေးကနေပြီးအိုလီဖန်တို့လိုဗိုလ်ချုပ်ကြီးတွေထိပဲတိုက်ပွဲသတင်းတွေသိမ့်မတည်ဘူးဗျဒါပေမဲ့ဝါရှင်တန်ကလာတဲ့သတင်းတွေကြတော့ကျွန်တော်တို့ကအူးပြပြရရတယ်လေညကတန်ကျိုးတဆောင်ဝင်လာတယ်ဗျဗိုလ်ချုပ်အိုလီဖန်နဲ့ပတ်သက်လို့လေဒါတဲ့ခမရကဘယ်လိုမြင်လဲဗျစစ်တိုက်နေတဲ့တပ်မမှုတယောက်ကိုပြည်내အုပ်ချုပ်ရေးမှုလုပ်ခိုင်းမယ်ဆိုတာသဘာဝကျပါမလားတဲ့နောက်ခင်ဗျာပါဇက်သေးက သားစာရီတီးမလို့ဖြစ်သွား၏ပြီးမှအင်ဒရစ်ဆဲပြီးမမတင်လေးတန်းဖြင့်ပြန်ပြီးသည်ခမရဗိုလ်ချုပ်အိုလီဖန်ကြောင်ပြောနေတာလားခမရကလည်းဗျာတိရသားနဲ့ခမရတို့ပြည်နယ်မှာဒီကိစ္စကိုကြိတ်လုံနေကြတာကြားပါပြီကျွန်တော်ထင်တော့စေရေးချင်းတွေတိတ်ရေးကြီးနေတဲ့ချိန်တမမမှုတယောက်ကိုနိုင်ငံရေးတဲ့ပြန်ဆွဲယူဖို့မသင့်လို့လူတိရှင်ကြမလို့ပဲနောက်ပိုင်းကကြိတ်လုံနေကြတယ်ထင်တာပဲခမရအဲ့ဒီဗိုလ်ချုပ်ကိုတိလားဗျသူကပြည်နယ်အုပ်ချုပ်မှုလုံနိုင်လောက်အောင်တော်လို့လားတိတ်လုံနိုင်တာပေါ့ ဒါပေမဲ့တက်ကထွက်ခွာခွင့်ရပါမလားအဲ့ဒါတော့ကျွန်တော်မသိဘူးခင်ဗျကျွန်တော်ဖက်ရတဲ့တန်ကျိုးကြည့်ရတာတော့ဒီကိစ္စနည်းနည်းရရမဟုတ်ဘူးထင်တယ်ထိတ်ဆုံးကလာတာဖြစ်မယ်ခင်ဗျားတို့ပြည်နယ်ကဘယ်အထိတက်ကင်ထားမှန်းမသိတာပြည်နယ်ကောင်ကနေလုံရင်ဘာမှဖြစ်နိုင်စရာရှိလဲဘ ෝජ ုတ်အိုလီဖန်တော့ဘယ်လိုနေမလဲမသိဘူး तू မသိသေးဘူးထင်တယ်ဗျလာတဲ့တရင်ကသူ့စီလာတာမဟုတ်ဘူးအင်းကျွန်တော်ဒီတရင်ခင်ဗျားတို့တရင်စာသမားတွေကိုမပြောသင့်ဘူးဗျဒါပေမဲ့ခင်ဗျားတို့ကပိုသိမှာပါလေး ကိုရွှေတရင်တော့အိမ်အေမဆယ်နိုင်တော့ပဲတရွရွဖြစ်လာသည်ကဲခုလိုသိရတာဝမ်းသာတယ်ဗိုလ်ကြီးလော်ရင့်စ်ကျွန်တော်ခွင့်ပြုပါအောင်ဗျာလုဆရာကလေးတွေရှိနေလို့ဘီကလီမာထွက်သွားသည်ခဏဆောင်ပြီးသူ့ယုံကန်းစီတို့နောက်အောင်ခံလိုက်သွားသည်ထင်းထင်းတမ်းမြင်လက်နေဆက်လုံးမြင်ကတိအလုရှုံနေပြီပြဿနာတစ်ခုပဲကျွန်တော်သည်ဒီတရင်ကဒီဖြတ်စစ်စစ်ရေးအဖွဲ့ကိုဖြတ်တန်းရအောင်မည်ကလီမာ၏တရင်ကိုဖတ်ရရင်ဒီဖြတ်ရေးအဖွဲ့ကနိုင်ငံရေးတရင်ဆိုပြီးလက်ညင်လက်နေပြမည် အနောက်တောင်ပိုင်းပစိဖိတ်ပြည်ကြားရေးဌာနမှနိုင်ငံရေး policy ကိုစစ်သတင်းများပါအမှားယွင်းမရှိအောင်စစ်ဆေးသည့်ဌာနကြီးဖြစ်သည်ပြည်ကြားရေးရာရှိနေကြိုတင်နှိမ့်နှိုင်းထားလင်ကောင်းမြည်ဟုတွေးလိုက်မိပြန်ပြည်ကြားရေးဌာနမှဘိုးမူကြီးဒေါ်မစင်မှာ West Point ကျောင်းစင်မဟုတ်တော့လေအလွန်ထက်သည့်စစ်သားဟောင်းကြီးဖြစ်သည်မန်လင်မန်လိုလုပ်ရဲသူဖြစ်နာမည်ကြီးသည့်ဘိုးမူကြီးတို့လည်းဖြစ်ဘိုးမူကြီးဒေါ်မစင်ရုံးကန်းသို့ဝင်ပြီးကိုရိုင်းမိတ်ဆက်သည်ဘာကူညီပေးရမလဲဟုပြောပြောပေါ်ရသည်ဖြင့်ဝမ်းသာသွားသည်ကျွန်တော်တခုတင့်ကြလို့ပါဘိုးမူကြီး ်နိုင်ငံရေးနဲ့ဆက်နွယ်ပြီးစစ်တပ်ရဲ့လုံခြုံရေးနဲ့ဘာမှမပတ်သက်တဲ့သတင်းမျိုးကိုဗိုလ်မှူးကြီးတို့ရုံးဖက်ကဘယ်လိုများသဘောထားမလဲဆိုတာပါခင်ဗျာပေးနိုင်ပါတယ်ဒါမျိုးလာရင်ငါ့စီမှာလာတိုင်ပေးမှာပါဗိုလ်မှူးကြီးရဲ့စစ်စည်ရေးမှုတရားရောက်စီကိုမကြခင်အဲ့ဒီလိုသတင်းမျိုးတို့ရောက်လာစရာရှိပါတယ်ချေချောမမဖြစ်သွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာဗိုလ်မှူးကြီးတော်မစင်မှာတိုင်ငယ်မျက်နှာနဲ့လူကြီးဖြစ်သည်ချက်ချင်းတိုက်ခိုက်တော်မူတိုင်ငယ်ကြီးနဲ့ပို့သူသွားသည်စိတ်ဝင်စားစရာပါလားကွာလော်ရင့်စ် ဒီသတင်းကတခြားတယောက်စီကလာမလားမင်းကိုယ်တိုင်ပြေးမလားကျွန်တော်ကိုယ်တိုင်ပြေးတဲ့သတင်းဆိုလဲမမှားပါဘူးပိုမူကြီးဟာဒါဆိုရင်မင်းလောက်ပေါ်ကခတ်တုံးတော့မလားဒါပေမဲ့မင်းကြီးကနယ်လပိန်းတုံးနေရမဟုတ်ဘူးဆိုတာငါသိနေတယ်ကဲပြစမ်းပါဦးမင်းဘလို့ခီးသားမိမျိုးကင်ထားလဲဆိုတာကြည့်အောင်တိုနီကအမိတ်စာရဲတွေကိုအိတ်ထဲမှာထုတ်ပြလိုက်သည်အမိတ်စာထဲမှာတော့တိတ်တိကျရေးမထားဘူးခမရဟုတ်လဲတစ်ဆက်တည်းပြောလိုက်သည်ဘုံကြီးတော်မစင်ကစာရဲစာရင်ကိုဖတ်ရင် ်အင်းသွားလို့ရဘူးသွားနိုင်တယ်တက်တော့အချိန်ယူနိုင်တယ်တောင်ဝင်းကလျှို့ဝဲဆိုပါလားမသေးပါလားကွကဲဆိုမင်းလိုချင်တာပါလေငါဘာလို့ပေးရမလဲဘာမှမလိုချင်တော့ပါဘူးခမတခုပဲကျွန်တော်ပြောချင်ပါတယ်ဒီကိစ္စမှာဘုံမကြီးမပတ်သက်လေကောင်းလေပါပဲနောက်တစ်ခုကစောစောကကျွန်တော်ပြောတဲ့သတင်းမဖြတ်မချင်းဘုံမကြီးထိုက်လျှောက်နာဆေးနေဖို့ပါပဲခမဘုံမကြီးတော်မစင်ခဏတွေ့စဉ်းစားပြီးရည်သည်ကောင်းပြီလေ ငါစီရောက်ရင်လည်းကြည်ကြသေးတာပေါ့မင်းစောင့်ရင်စောင့်နေလေတိုနီကကျေးဇူးတင်ကြောင်းပြောပြီးထိုင်ဆောင်သည်15မိနစ်ကြာသွားသည်ဘာတဲ့မှရောက်မလားမိနစ်20ကြာတွင်မှအရက်ရှိရှိစပင်းနဲ့နဲ့နဲ့ဒုဗိုလ်ကလေးတယောက်ဝင်လာသည်တရင်တပုတ်ဘုံမကြီးကိုယ်တိုင်ဖတ်ဖို့လိုပဲထင်လို့လာတင်တာပါခင်ဗျဟုတ်ပြောသည်လက်ထဲတွင်နှစ်နှစ်ဆက်ရိုက်ပြီးသားဆိုင်းညက်ကိုကင်လျက်ဘုံမကြီးကခက်လော်လော်ဖတ်သည်ပြီးတော့စပွဲတစ်ဖက်ရှိတိုနီစီတို့ဆိုင်းတွေကိုတွန့်ထည့်ပေးလိုက်ရင်ဒီတရင်မဟုတ်လားကွာဟုလည်းမေးလိုက်သည် တိုနီကပြတောင်းပြတောင်းနဲ့ရိုက်ထားသည့်တန်ကျိုးစာကိုဖတ်ကြည့်ပြီးအဓိပ္ပာယ်ဆန့်ကြည့်သည်။ဟိုလီဖန်ကိုပြည်내အုပ်ချုပ်ရေးမှုခန့်ဖို့နယူဂီနီထက်တန်းစစ်ဖက်ရရှိများရက်ကွက်မှတရင်ရထိပ်သီးနိုင်ငံရေးရက်ကွက်မှလွန်နာမြင့်တိုက်ပွဲသွေးကောင်ဗိုလ်ချုပ်အိုလီဖန်ကိုစစ်တပ်မှထောက်ခွင့်ရရေးအတွက်ဝါရှင်တန်တွင်ညှိနှိုင်းနေကြောင်းမဲအာသာနေပြည်မြို့တို့သဘောထားမိမသိသေးကြောင်းစသည်စသည်။ဟုတ်ကဲ့ဘုံကြီးဒီသတင်းပါပဲ။ဘာမှမထူးခြားသည့်အမှုရာဖြင့်တိုနီပြန်ဖြေလိုက်သည် ဘုံမကြီးတော်မစင်ကသူထဏာမှာပိုဂျွန်ရောက်နေတော်နီကိုမိတ်ဆက်ပေးသည်။တန်ငါတို့ရဲ့သတင်းစစ်ဆေးရေးမှူးပိုဂျွန်ရောက်တဲ့ဂျွန်။သူကဘိုတိုနီလော်ရင်စ်တပ်မစကူဂျီဝမ်ကတတိဆန်ဆိုင်မင်းခုယူလာတဲ့သတင်းကိုသူလာစောင့်နေတာကွာ။ဟယ်လိုလော်ရင်စ်။ဘိုဂျွန်ရောက်ကပြုံးပြီးနှုတ်ဆက်သည်။ကျုပ်ခန်းထဲမှာသတင်းတော့ကလီမတယောက်ဒီသတင်းကိုဖုတ်ပုံမိတိုင်းကြုံရင်းနေတာပြဟုဆက်ပြောသည်။ဘုံမကြီးကောင်းကျိတ်ပြီးသူတို့သတင်းစာတော်တော်တကယ်မျက်နှာပုံသတင်းကြီးပေါ့ကွာ။ Hey Bo Lawrence ဒီရင်စားထွက်လာတဲ့အထက်ပိုင်းကိုငါလိုက်ရင်ရပါမလားကွာဒါတဲ့ဘလို့ဘလို့ကလီမအနံ့ရသွားတာလဲဘုံမကြီးနေနဲ့လိုက်ရင်တိတ်မခက်ပါဘူးခင်ဗျာ Hey John ဘုံမကြီး Thompson ကသူ့စစ်စေးမှုကိုမျက်မှောက်ကုတ်ပြီးလှမ်းခေါ်လိုက်သည်ဘကြိုး Oliphant နိုင်ငံရေးဘက်ကိုကူးသွားရင်စစ်တပ်တွေနာလာဖို့ကွာဒါပေမဲ့တိုင်းပြည်တော်တော်အမျက်ထွက်တာပေါ့ဟုတ်ကဲ့ဘုံမကြီးလုံနာမြစ်တိုက်ပွဲသူရဲကောင်းဗိုလ်ချုပ်အော်လီဖန်ဟာသူ့ရဲ့ဒုရသက်တိပြောင်းမမှုအတွက်အကျိုးခံစားရတာပါခင်ဗျာ နောက်ကိုဒီသတင်းမျိုးတွေငါစီတင်မနေပါနဲ့ကွာ။မင်းအမင်းစိုးဖြက်ပြီးထုတ်ပြန်ခွင့်ပေးလိုက်ပါ။အင်းဘုံမကြီးကျွန်တော်ကိုလူမိုက်ငှားတာပေါ့လေ။ဘိုးကျင်ရောက်ထွက်သွားသည်။သတင်းစာရွက်ကိုလက်တွင်ကင်လျက်။ကဲတို့တက်တွင်းမှာတက်တွင်းစီကံဘလောက်ရော်ရဲရဲနိုင်လဲ။အဲ့ဒါသာကြည့်တော့ဟဲ့။ကဲလော်ရန့်စ် နောက်ပါထပ်ပြီးအကူအညီပေးရအောင်မလဲ။ကျွန်တော်ဒီမှာခဏဆက်ပြီးနေချင်ပါသေးတယ်ဘုံမကြီး။ရတယ်လေ။ဘိုးကျင်ရောက်ကိုပြောလိုက်အစစရာသူဆောင်ရွက်ပေးလိမ့်မယ်။ငါတော့ဘရစ်စပိန်ကိုသွားစရာရှိတယ်။ မင်းနဲ့ကံကောင်းလို့တွေ့တာကဲမင်းကံကောင်းပါစေကွာတိုနီကတက်ထဲတွင်တဲပြီးအခြေအနေကိုစောင့်ကြည့်သည်ကျုံးမဲ့ဂျီနန်သတင်းတွေဘလူးပြန်သွားသည်နောက်တနည်းမိနစ်တွင်မိုဂျိုတက်မှဌာနချုပ်သို့စစ်လျင်ဖြင့်ကလီမလိုက်သွားသည်တိုနီနှင့်လဲပိုင်းတွင်သတင်းနောက်ဂျုံကိုသူ့ပြည်နယ်သတင်းစာတိုက်ကလမ်းချဲသည့်ဂျီနန်တစောင်းဝင်လာသည်မစ်လင်းစီတီသတင်းစာတိုက်ကဂျီနန်မှာမီနာပိုလစ်ဟာရဲသတင်းစာတွေအိုလီဖန်ပြည်နယ်အုပ်ချုပ်ရေးမှူးရွေးခန့်မိသတင်းဒီနေ့ပါဘာကြောင့်မင်းဒီသတင်းကိုမရတလဲဖြေရှင်းပါ မကြွတက်မှဌာနချုပ်ရှိရသောဂျွန်လင်မီယာလင်ဖြင့်လေ့ရတော်၏ APUB သတင်းဌာနများကလည်းသူတို့သတင်းတောက်တွေကိုသတင်းနှင့်ပတ်သက်ပြီးတောင်းအပ်ပြီးတော်၏ဘူနာလင်ခွင်းနှင့်သတင်းတောက်တွေချက်ချင်းလည်နေသည်မကြွတက်မှဌာနချုပ်မှသတင်းများပြန့်လွင်လာသည်ဗိုလ်ချုပ်အိုလီဖန်ကကလီမာအားမိမိရှေ့တန်းတွင်တိုက်နေရသည့်စစ်သားသူဖြစ်ကြောင်းဒီသတင်းကြောင့်အော်သိမ့်ရကြောင်းမိတော့ပင်ဖြစ်စေတိုင်းပြည်အမြင့်ဆုံးကွန်ပျူတာခံရမည်ကိုဝမ်းသာမစိုးနိုင်ကြောင်းထုတ်ဖော်ပြောဆိုသည့်သတင်းများသတင်းတောက်ဂျွန်က မစ်လင်းစီတီသတင်းစာတို့သတင်းတပုတ်လှမ်းပုတ်သည်ဟိုလီဖန်ကပြည်내အုပ်ချုပ်ရေးမှုလုပ်ဖို့စိတ်ကူးမရှိခဲ့ကြောင်းတော်တော်ထက်ထက်တန်တန်ဂုဏ်ပြုခြင်းကိုလက်ခံရမည်ဖြစ်ကြောင်းစသည်စသည်အေပီနှင့်ယူပီသတင်းတို့ကလည်းလီဖန်တန်းချေကြသည်အတန်ကြာကပင်အိုလီဖန်အားဘီယင်ကန်ရွေးခံဖို့ဝါရှင်တန်ကလေဝက်စွာကမ်းလှမ်းခဲ့ကြကြောင်းစသည်စသည်တပြိုင်တည်းတွင်ဘရစ်စပိန်းတွင်ရှိနေသည့်ဗိုလ်ချုပ်အိုလီဖန်နှင့်တနေတဲ့သားဖြစ်သူနယူးအော့စလိုတိုင်းသတင်းစာမှသတင်းတောက်ဘန်စတွန်မှာဒီမစစ်တနာကျုံမှယူလာသည့်သတင်းတွေကိုဖတ်လို့မနိုင်အောင်ဖြစ်နေသည် လာသမျှသတင်းများမှာအော်လီဖန်ကိုစစ်တပ်မှနှုတ်ထွက်ခွင့်မပေးနိုင်ကြောင်းအပြက်ညင်းထားသည့်သတင်းတွေကြီးသို့သောညင်းစော်ပေါ်မှာသဆောင်တက်ဆောင်လေးပြော့လာသည်သတင်းသွားလာကိုကြည့်ပြီးအော်လီဖန်၏ပြည်နယ်တွင်ဘာတွေဖြစ်နေပြီကိုတိုနီတွက်လို့ရပြီဖြစ်ပေါ်နေသည့်သတင်းကြောင်းပြည်နယ်နိုင်ငံရေးခေါင်းဆောင်တွေစောက်တီးရများဖြစ်နေကြလောက်ပြီအော်လီဖန်နှင့်လမ်းဆက်သွယ်ရန်ပြင်းထန်ကြိုးစားနေကြမည်မော်ရက်စ်ပီရင်တစားစားကြီးထွားနေသောအော်လီဖန်သတင်းကိုနားဆွင့်ရင်တိုနီစောင့်ကြည့်နေသည်ခြေနေကလိုလျှောက်သတင်းတွေပုံပေးနေပြီကို မိမိကနေရာမှန်ကိုမြစ်ချစ်ပြီးလက်တွတ်လိုက်ခြင်းဖြစ်သည်တမ်းမဟာဌာနချုပ်ကိုပြန်လာပြီးဗမုစတန်ကိုတရင်ပို့လိုက်သည်ဇလန်းကတော့စနေပြီဗမုဗမုကသူ့လက်ကိုတအားဖမ်းဆုပ်ပြီး တကယ့်ကိုထိတဲ့တိုက်ကွက်ပဲဟိဒီမှာခုရောက်လာတဲ့ဂျင်းနန်ကိုမဖတ်ကြည့်အောင်လော်ရင့်ဂျင်းနန်စာကိုဖတ်ကြည့်သည်ဒီလိုပဲဖြစ်ရမည်ဟုတွက်ပြီးသားဆေးဥစရုပ်ထံမှမက်အာသာနှင့်ဘရင်မာအတွက်ဟိုလီဖန်ကိုသူ့ပြင်နဲ့အုပ်ချုပ်ရမှုအရေးခံဖို့ထက်ကပြင်းထန်လုံးမန်းနေစဖက်ဆိုင်ရာ ရှီရောမှာကြည့်သူ့ကိုလှက်နိုင်မလွတ်နိုင်သင်တို့ရဲ့ထင်မြင်ချက်ကိုလိုအပ်ဒီနေရာမှာဘုံမှုတို့ကတွန်းဆုတ်တွန်းဆုတ်လုပ်နေရမယ်ဟိုလီဖန်ရှီခိုးတင်တောင်းမှန်မှာသူ့ကိုတက်ကထွက်ခွင့်ပေးလိုက်မယ် ဒီလိုမဟုတ်ဘူးလားဗိုလ်မူဒါပေါ့ဗိုလ်ချုပ်ပရင်မတ်ကတော့ခုတည်းပျော်နေပြီကွနောက်နှစ်ပတ်ကြာရင်ဗိုလ်ချုပ်ပရင်မတ်ကဗိုလ်ချုပ်အိုလီဖန်အားတရားကောင်းပွဲပြည့်တဲ့အခမ်းအနားကိုတိုနီစောင့်ကြည့်နေပြီးမှတော့ပြန်ရောက်လျင်ခုလိုဆက်ပြီးကန်ကောင်းပါစေဟုဆုတောင်းလိုက်မိသည်ခန်းနာပြီးတော့ဗိုလ်မူစတန်ကတိုနီလက်မောင်းကိုဆွဲပြီးဟေးလက်မပြင်းနေအောင်လေနောက်ဆက်တွဲပွဲလေးတစ်ခုရှိသေးတယ်ဗိုလ်မူကတိုနီကိုဗိုလ်ချုပ်ပရင်မတ်ရုံးခန်းစီသို့ဆွဲခေါ်သွားသည်ဗိုလ်ချုပ်ကခဏနေမှဝင်လာသည်ကဲဗိုလ်မူ ဖတ်ပြလိုက်လေကွာဘမုစတန်ကစာရက်တက်ကို ဖြန့်ပြီးဖတ်သည်ဂျင်းညိုကျဲဝင်းတစိပ်ပေးအပ်ခြင်းတက်မာစကိုဂျီဝမ်ဌာနမှာပိုတိုနီဂျေလော်ရင့်စ်အားအလွန်ထူးခြားပြောင်ပြောက်သောလှုပ်ဆောင်မှုတရက်အတွက်ဤစိတ်ကိုပေးရလိုက်သည်ဘိုလော်ရင့်စ်သည်လူစဲကွန်လွန်နားလဲစွာဖြင့်သူမတူအောင်ဆွမ်းဆောင်နိုင်ခြင်းဆုံးဖြတ်မှန်ကန်ခြင်းတို့ကြောင့်တမဟာစကူအေရီယာတွင်လက်နက်ကင်တိုက်ပွဲများထက်ပို၍အရေးပါသည့်အောင်မြင်မှုကိုရယူနိုင်ခဲ့သည် ဗဒုတ်ပရင်မာကရှေ့တလန်တိုလာပြီးတိုနီယင်ဘတ်တွင်ကျဲဝင်းတစ်စိတ်ကိုထိုးပေးလိုက်သည်ဂုံယူဝမ်းသာပါတယ်ဘိုးကြီးလော်ရင့်စ်တိုနီကပါဇက်ဟောင်းသားနဲ့ဗျာကျွန်တော်ကိုဘိုးကြီးလို့ခေါ်လိုက်တယ်ဟုတ်လားဗိုလ်ချုပ်အေးလေကွာမင်းရာတို့တက်တဲ့မိစားဘုံဘူးစတန်စီမှာလေငါတခုပဲစင်မကောင်းဖြစ်မိတယ်ဟိုငတုံးကိုသူရဲကောင်းပွဲပေးလိုက်ရလို့ပဲ1945ခုနှစ်တွင်ဂျပန်မှအမေရိကန်ပြည်သို့တိုနီပြန်လာခဲ့သည် ဘုံမှုအဆင့်ရွှေဝတိချရွက်ကလေးများပခုံးပေါ်မှာတလက်လက်ရေဘတ်တွင်တစိမ့်တွေဖဲပြားတွေပြည့်အာရှနှင့်ပစိဖိတ်တိုက်ပွဲတစိမ့်ကျဲသုံးပွဲဒုတိယကမ္ဘာစစ်အောင်ပွဲခံဖဲပြားဖိလစ်ပိုင်အောင်ပွဲဖဲပြားမော်ရစ်ကလေးတန်ဘီဒန်နှင့်ဝါတန်ကျိုးဆောင်လုပ်ငန်းများမှဖွဲ့သားအားလုံးကသူ့ကိုဝမ်းသာအလဲကြိုဆိုကြသည်ဂုံပြူပွဲလေးပြင်လှုပ်လိုက်သည်ကျိုးဆောင်လုပ်ငန်း၏ခေါင်းစည်းစည်းစက်ကိုထိတ်တွင် အခြားသောရှင်းနေ71ဦး၏မြင်းနှင်းရှင်လျက်တိုနီနာမည်တိုးလာခြင်းမှလည်းဂုံပြုခြင်းတစ်မျိုးပင်မဟုတ်ပါလား။ဤသည်မှာလည်းတိုနီတွေ့ထက်တဲ့တန်လည်းနေရာရခြင်းပင်အားလုံးကောင်းပါသည်။လုပ်ငန်းပိုင်စာရေးစက်ကူထိတ်တွင်ပထမဆုံးတည်ထောင်သူရှင်းနေကြီးလေဦး၏အမိကတစု။သူတို့မြေဘေးတွင်ကွက်လက်အများကြီးခြံထားပြီးမှလက်ရပက်စွန်းနှင့်အခြား၅ဦး၏အမိကိုပုံလိုက်ထားသည်။၎င်းတို့၏အောက်တွင်ကြံရှင်းနေငယ်များတနစ်ကိုဝင်ငွေဒေါ်လာ9000ထက်ရှာပေးနိုင်ရင်လက်ရဘဲအပေါ်အုပ်စုတဲသူဝင်သွားမည်ဖြစ် ထမတစင်ဖီလာဒဲဖီးယားထက်တန်းလွာလောကနှင့်အမေရိကန်ဥပဒေတိုင်ဝန်တွင်နာမည်ကြီးသွားမည်ဆိုလင်သောလဝဲဘက်အုပ်စုတွေတွင်တက်နံမည်ကိုပုံနှိပ်ပေးမည်ဖြစ်ဖီလာဒဲဖီးယားတိုင်ဝန်တွင်ဝန်ဆံဖို့ဆိုသည်မှာအမေရိကန်တပြည်လုံးတွင်နာမည်ကျော်ဖို့တဲ့ပိုရေးခက်ခဲသည်ဟုရှေ့နေတိုင်းကယူဆထား၏ဒီကောင်းစီဆာရဲ၏လက်ရှိနေရာတွင်တသက်လုံးနေသွားဖို့တိုနီကရည်ရွယ်သူမဟုတ်ကုန်ခဲ့သည့်၅နှစ်ကာလအတွင်းတို့ချပြီးသူများတဲ့စူးစမ်းရမည်အသက်လည်း30နှစ်ထဲဝင်လာပြီနာမည်ကျော်ရှေ့နေဖြစ်အောင်လုပ်ရမည် ်ငွေရှာရမည်ပြီးတော့မိမိတလန့်ကိုတွန်းတင်နိုင်ပြီးဇနီးလောင်းတယောက်ရှာရမည်ပထမဆုံးလိုအပ်သည်မှာအလုပ်ဖြစ်သည်ပုံမှန်မှုတဲ့လုပ်ငန်းရှင်တို့ရထားဖို့ဖြစ်ညနေကြီးတဲကမိမိအားလက်ဆွဲရှင်တွေဖြစ်သုံးလျင်ဝင်ွေအတွက်ပူစရာမလိုတော့တိုးတော်လုပ်ငန်းရှင်ကြီးတွေဆိုသည်မှာလက်ဆွဲရှင်တွေများလက်ဆွဲအကျိုးဆောင်ကုမ္ပဏီကြီးများရှိပြီးသားဖြစ်ပြီးတော့ရှင်နေပရိညင်တွင်အမှုတွေကိုဖိတ်ခေါ်စီရင်ခြင်းမပြုရလိုင်စင်တင်ခံရသည့်အထိပြစ်ပေးနိုင်လုပ်ငန်းရှင်ကြီးများနှင့်ဆက်သွယ်ရန်တော်နေတွင်ဆက်သွယ်မရှိ။ မိသားစုရှင်ဝါမရှိဆွေမျိုးတိုင်ဝါမရှိကိုယ်တိုင်ထွက်ရှာလို့ရသည့်ကိစ္စမျိုးလည်းမဟုတ်ရောင်းကုန်ကိုဈေးရင်ဖြန့်ချပြီးဝယ်ပါယူပါဟုမအော်ဘဲငုတ်တုတ်ထိုင်စောင့်နေသည့်ဈေးတယ်လားငါရောင်းကုန်ဟာဘာတွေပါလဲဟုတိုနီဆန်းစီချိန်ယူစဉ်းစား၏မကြသေးခင်ကမှခစ်စားလာသည့်ရှင်းနေလုပ်ငန်းတစ်ခုကိုသတိပြုမိအမျက်ခွန်ကိစ္စဆောင်ရွက်ပေးရသည့်တည်တံလုပ်ငန်းဒုတိယကမ္ဘာစစ်ပြီးတွင်မျက်ခွန်စည်းကြက်သည့်ဥပဒေသည်ထပ်ပေါ်လာသည် လက်ရှိဥပဒေကျိုးဆောင်လုပ်ငန်းများသည်လုပ်ငန်းရှင်ကြီးများအားငွေကိုမပြောက်ပြစ်အောင်ထိန်းသိမ်းသွားဖို့သာနည်းလမ်းပြနိုင်ပြီးစီးပွားတက်အောင်ငွေပိုရအောင်ကလမ်းညွှန်ကွင်းတန်းကြီးမရှိကြ။ရည်တွင်ရှင်းနေတို့သည်ခွန်စည်းချက်မှုဥပဒေကိုတစ်ခုကောင်းနှစ်ခုကောင်းစွာချလေ့လာကြတော်သည်။တိုနီကဤသို့မဟုတ်ခွန်ဥပဒေမျိုးမျိုးကိုရည်ကြိုတောက်နိုင်လောက်အောင်လေ့လာပြစ်လိုက်သည်။ဒီလိုကိစ္စမျိုးတွင်ဘယ်ဥပဒေကိုသုံးပြီးညာကန်ရမည်ကိုနားလည်သည်တည်လေ့လာသည်။1946ခုနှစ်တစ်နှစ်လုံးခွန်ဥပဒေစာအုပ်ပုံတွေတွင်ဘဝကိုမြုပ်နှံထားလိုက်သည်။ ခொနေပတ္တိမြို့နယ်ဥပဒေပြည်နယ်ဥပဒေပြည်မဥပဒေနှင့်ပြည်ထောင်စုဥပဒေများဒုနေ့ဒီဇင်ဘာလ3ရက်တွင် Mrs. J. Arthur Allen သူ့ရုံးခန်းထဲသို့ဝင်လာသည်လာပေါင်းများစွာစောင့်မျှော်ခဲ့ရသည့်ခွန်ရည်တည်းဆက်ဆက်မြတ်မြတ်ရောက်လာခြင်းခရစ်စမတ်ကျွန်းနနက်ခင်းတွင်တိုနီတယောက်အခြားသောလှုပ်ဖော်ကိုင်ပဲ့အနေငယ်နှင့်သူရုံးကိုစောစောရောက်ပြီးအလုပ်လုပ်နေစဉ်ဖြစ်အဲဂျိုဆေးမကလေးရုံးခန်းထဲဝင်လာပြီးအနောက်ရှက်ဖြစ်ရင်ခွတ်လွတ်ပါ Mr. Lawrence အပြင်မှာအဖွားကြီးတယောက်ရောက်နေပါတယ်ကြည့်ရတာတမျိုးပါ ရှင်းနေတယောက်ကိုတွေ့ချင်လို့တဲ့ဘာအတွက်တွေ့ရရလဲကွတော်နီကပြန်ပြေးလိုက်သည်ထူးထူးဆန်းဆန်းရှင်ခွေးကိုအမွေပေးဖို့တရန်စာရေးချင်လို့တဲ့ဘယ်သူမှမရှိကြဘူးလို့ပြောလိုက်ရမလားမစ္စတာလော်ရန့်စ်စပွဲမှာအလုပ်တွေကိုကြည်ကာတွေ့လို့စိတ်မရှိတော့လဲခရစ်စမတ်ဖိတ်နေမှုအော်သူကမြအခါကြီးရကြီးတဲ့မှာတရန်စာကိစ္စမှာပြတ်တာနဲ့စိတ်နောက်ရှက်ဖြစ်နေရှာတော့မယ်ဟုတွေးမိပြီးခေါ်ခဲ့လေကွာခရစ်စမတ်ဘိုးဘာငါအခန်းထဲတခါလေးလှုပ်ပြလိုက်ဟဲ့ ်ဈေးမလေးပြန်ထွက်သွားသည်ခဏကြာတော့ပြန်ဝင်လာသည်အဖွားကြီးတယောက်ကိုလက်တွဲခေါ်လာသည်ဖွားကြီးမှာတည်တည်တွတ်တွတ်ကလေးဖြစ်ပေတာဒက်ဖီးယားဆိုသည့်မျိုးသည်နောက်နဲ့နောင်နောင်အဖွားအိုတွေအလွန်ပေါများသည့်မျိုးဖြစ်၏သူတို့ဒီလွန်ခဲ့သောနှစ်ပေါင်း30လောက်ကခစ်စားသည့်အုတ်ထုံးနှင့်ဝတ်စားများကိုဝတ်ဆင်ကြဆဲဖြစ်ဟောင်းနှန်းဆုပ်ပြဲနေသည့်လက်ဘွေအိမ်မျိုးကိုမြင့်မြတ်နုံနုံကင်တတ်ကြ၏တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာကျွန်တော်နာမည်တိုနီလော်ရန့်စ်ပါထိုင်းပါခင်ဗျာကျွန်တော်ဘာကူညီပေးနိုင်ပါလဲဖဖွာဩ မင်းကရှေ့နေကိုအင်းဖီလာဒဲဖီးယားမှာရှေ့နေလုတက်သူရှိတယ်လို့ဝမ်းသာတယ်ကွတခြားမဟုတ်ပါဘူးအဖွားရဲ့ဒေသန်းစာမှာထက်ဖြစ်ခြင်းလို့အခုချက်ချင်းလုတ်ချင်တာမင်းလုတ်ပေးနိုင်ပါမလားရပါတယ်ခင်ဗျာအဖွားနာမည်က Mrs. J. Arthur Allen တိုနီကအဖွားကြီးအမည်ကိုစာရွက်ပေါ်တွင်ရေးချလိုက်သည်ဒီနာမည်ငါကြားဥပါတယ်ဟုသေစွာဖြစ်နေ J. Arthur Allen J. Arthur Allen ဟုတ်ကဲ့ဖွား ကျွန်တော်ဘာဆောင်ရွက်ပေးရမလဲပြောပါခင်ဗျအေးဒီလိုကွက်ဒီမနေ့အိယာကထားတော့အဖေကိုနှုတ်ဆက်ဖို့ချစ်တော်ကလေးဝင်လာတယ်ဒီကောင်မနာမည်က beauty တဲ့ကွက်သိမ့်ချစ်ဖို့ကောင်းတဲ့ခွေးမလေးအဲ့ဒီမှာရင် ဖွားတကူစဉ်းစားမိလိုက်တယ်ခုမနေ့ခင်းမှာဖွားသားမရှိရင် beauty ကလေးဘယ်လိုများနေရှာမလဲလို့စေကံတွေကယူဆကြမှာပါလေဒါပေမဲ့ရေရှည်ကြတော့ဟုတ်ကဲ့ဖွားခဏလေးနော်ကျွန်တော်လိုက်မှတ်နေလို့ပါ အစေခံတွေအစေခံတွေတဲ့ဒီခေတ်ကြီးမှာအစေခံတွေကိုတယောက်ထက်ပိုထားနိုင်သူဒီမျိုးတွေဘယ်နှဦးရှိနိုင်မြည်လဲစာရွက်တွေတွင်ခက်သွက်သွက်ရေးလိုက်သည် Mrs. J. Arthur Allen အမည်ကိုမြန်မြန်ဖုံးစင်းတွင်ရှာကြည့်မတွေ့ရင် လုပ်ငန်းရှင်ကြီးများတကြံများစင်းတွင်ကြည့်တွေ့ရင်စာရွက်ပေါ်မှာရေးပြီးလာဖို့ဟုတ်ကဲ့ဖွာဆက်ပြောပါခင်ဗျဒီတော့မှအဖွာတရိပ်ရတယ်ဒီတန်းစာထဲမှာ beauty အတွက်ဘာမှထည့်မရင်းမိဘူးလေ အဖွားသာသေသွားရင်သူ့ကိုဖြစ်ကြတဲ့ဆန်ရောင်းဖြစ်ကြမှာကွဒါမှမဟုတ်တရားရောက်ကိုပေးခြင်းပေးပြင်ပါခွေးမချစ်တတ်တဲ့လူကိုပေးလိုက်မှဖြင့်မင်းအတွက်ရေစရာသေးဖွားကလေးဖြစ်နေမလားပဲအဖွားအတွက်တော့ beauty ဟာသိရေးကြီးရလေမှန်ပါတယ်ခင်ဗျာမှန်ပါတယ်အာသက်တရထောက်ခံပြီးတိုနီကအစာရကလေးကိုထွက်စာကွက်ထဲထည့်လိုက်ပြီးတွင်းမှုကိုကလုတ်နှိတ်ခေါ်လိုက်သည် Mrs. Ellen ကစကားဆက်သည် beauty ကိုအဖွားရဲ့မြေ grace လက်ထဲရောက်အောင် တိတ်တိတ်ကြကြစီစဉ်ခဲ့ခြင်းနဲ့ Grace ကမှ Beauty ကိုဂရုစိုက်မှာကွ။ဒါကြောင့်အဖွားရဲ့တည်တန်းစာကိုဖြည့်ဆွဲချင်တာလေ။ Beauty ဟာ Grace လက်ထဲကိုရောက်ရမယ်။ဒီနာမည်နှစ်ခုကိုတော့မရောစေနဲ့နော်တငယ်။ Tony တစ်ချက်ရေးလိုက်သည်။မရောစေရပါဟုလေဂရိပေးလိုက်သည်။အတွင်းမှုမျိုးသမီးကလေးဝင်လာသည်။ Tony ကအထွက်စာကွက်ကိုလက်ညှိုးထိုးပြလိုက်။ဆရာကလေးကိုကောက်ကန်ပြီးအတွင်းမှုမကလေးထွက်သွားသည်။"ကဲဒါရီထားပါလေ။ဘွားကြီးကပြန်ကောက်သည်။ မြို့ထဲကိုယထားနဲ့လာခဲ့တာကွဘူရာယုံကနေပြီးဘွားကုန်းချောင်းရှောက်လာခဲ့တာဘိုက်စာလာမှမနေ့စာမစားသေးတာကိုတတိရတယ်လေဒါနဲ့ဈေးပေါ်ပေါ်ဆိုင်ဆိုင်မှာဘိုက်ဖြည့်ပြီးဒီကိုလာခဲ့တာဗျာဒီကိုလာခဲ့တာဟုတ်လားကျွန်တော်တို့အကျိုးဆောင်အဖွဲ့ကတရားရုံးနဲ့မြန်ဘွားသိလို့လားအိုးမသိပါဘူးမသိပါဘူးအဘွားရဲ့ကိုပိုင်ရှင့်နေရှိပါတယ်သူ့ခန်းအောင်သွားတော့ဘယ်သူမှမတွေ့ဘူးဦးကြောင်ကြောင်ကောင်မလေးတယောက်ပဲတွေ့တယ်သူကဘွားကိုမသိဘူးတဲ့လေ ဒီတော့ဘာအလုံးမှမဖြစ်တော့ဘူးပေါ့ဒါနဲ့လေကားရဲမှာစိုင်းဘုတ်တွေရှောက်ကြည့်တော့မင်းတို့အဖွဲ့ကိုသွားတွေ့တာလေအဖွဲ့အရှင်တွေကဘသူဆိုတာကျွန်တော်တို့သိနိုင်ခွင့်ရှိပါသလားခင်ဗျာမစ္စတာတစ်ကင်ဆန်နဲ့ဒါဝစ်လေမင်းသိမှာပေါ့သိပါတယ်သိပါတယ်ခင်ဗျာအဲကျွန်တော်တို့ဥပဒေကြောင်းသားဘွားကမစ္စတာတစ်ကင်ဆန်စီမှာတော့အလုပ်လုပ်ခဲ့ပူပါတယ်မစ္စတာတစ်ကင်ဆန်နဲ့မစ္စတာဒါဝစ်တို့ကိုကျွန်တော်ရှာပြီးကြောင်းကြပြပိုင်ဖော်ဖော်ကျွန်တော်တို့ရှင်းနေခြင်းဝယ်မှာတယောက်ရဲ့အမှုတွေကိုတယောက်ကခေါ်မြူရပါဘူးခင်ဗျာ မင်းကကျုပ်ကိုခေါ်ယူတာမှမဟုတ်ပဲတငယ်ရဲ့ကျုပ်တဘောနဲ့ကျုပ်ဒီကိုလာခဲ့တာပဲဒီတော့ဒီကစနဲ့ဒါဝစ်တို့ကမကျင်တတ်ဘူးဆိုရင်ကျုပ်မတက်နိုင်ဘူးနောက်တစ်ခါဆိုရင်တော့သူတို့ရုံးကန်းထဲကတငယ်မှကျုပ်ဆိုတဲ့ဘွားကြီးကိုဘယ်သူဘွားမှန်းသိလာမှာပါကောင်းပါပြီဘွားဒါပေမဲ့တခုတော့ဘွားသိစေချင်ပါတယ်ကျွန်တော်ဒီကိစ္စကိုဒီကစနဲ့ဒါဝစ်တွေကိုကြီးတဲ့တဘောနဲ့ဆောင်ရွက်ပြီးမှာပါတကယ်လို့အတွင်းမှုမျိုးသမီးကဒိုနိစပွဲပေါ်တွင်ဆာရက်တရက်ကိုလာတင်ပေးသွားသည် ဖတ်ကြည့်လိုက်သည် Mrs. J. Arthur Allen အမည်ကိုမြင့်မြင့်နှဖုံးစင်းတွင်ရှာတွေ့ပါသည်အင်ယူရေးတာပိုင်ရှင် Allen and Company ပိုင်ရှင်ဖြစ်ပါသည် Allen and Company မှာနေလိုလာလိုထင်ရှားသည့်ကုမ္ပဏီကြီးဒီကုမ္ပဏီကြီးရှယ်ယာတွေကိုအများဆုံးပိုင်သူဖြစ်ရမည်ဟုတ်ကဲ့ဖွာကျွန်တော်ကမူလတည်တန်းစာရေးတဲ့နေအမိန့်ရှိပါကျွန်တော်ဆက်ဆက်လုပ်ပေးပါမယ် ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ရပ်ဖတ်ပေးခဲ့တာကတော့ဆရာတင်မောင်မြင့်ပါတာပြန်ထားတဲ့တမ်နီလိပ်ပြဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့အပိုင်း30ဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း7ကိုဆက်လက်ဆောင်ရောနားဆင်ပြကြပါအောင်ခင်ဗျာတို့ညာပြည့်သမ ्या အားလုံးပဲစိတ်ချမ်းသာကိုကြမ်းပါချစ်ကြပါစေခင်ဗျာ